စက်တနိုင်မှအိယာထားတဲ့လူတွေရှိကြလားအဖိန်ဆိုတဲ့ကောင်မလေးကတော့ SC မှာထိတ်ဆုံးပါတယ်ပေါ့နော်သာတော့ဂုံယူစရာတော့မဟုတ်ဘူးပေါ့နော်အချင်းပြက်နေပြုတ်ပြင်ရမယ့်အရာပေါ့နော်လောလောဆယ်ထားတာနဲ့အာတန်းပါမယ်ပြီးတော့ရေကိုမဖြစ်မနေတောက်ရမယ်ပေါ့နော်မနဲ့ထားလိုက်တော့ဥလန်ချောင်းရှင်းရင်းနဲ့ပေါ့နော်ပြီးရင်မနေကဝယ်လာတဲ့ပေါင်မုံချက်လေးနဲ့ကော်ဖီလေးနဲ့တောက်ပါမယ် အခုကတော့ပေါင်မုတ်ကြော်ဖို့ပြင်ပါမယ်မနေ့ကဝယ်ခဲ့တဲ့ပေါင်မုတ်ကိုကြအူနဲ့ဒီရိုင်းမဲ့ကပ်ပြီးမှကြော်စားပါမယ်အဲထောပတ်ကိုကတော့နည်းနည်းလေးပဲထဲမှာထောပတ်လေးနဲ့ကြော်စားမယ်ပေါ့နော်။အိုးထဲကိုနည်းနည်းလေးထဲမှာနည်းနည်းချင်းစီကြော်ပါမယ်။အဲစီရမ်းမြိုင်းလည်းအရင်အီးရပေါ့နော်။ဒီအိုးအိုးနီကကျတော့တိတ်မကောင်းဘူးပေါ့နော်။ဘာကြော်ကြော်အရင်ကတ်တယ်ပေါ့နော်။အကြုံနည်းနည်းစိတ်ရှုပ်ရပါပေါ့နော်။အခုကတော့စီနည်းနည်းလေးနဲ့မီအေးအေးလေးနဲ့ကြော်မယ်ပေါ့နော်။အိုးမကအောင်ရဲ့အဲ တောင်မုံလည်းစီအရမ်းမများပဲပေါ့เนาะစိတ်စိတ်လေးစားလို့ကောင်းအောင်ရကြောပါမယ်။ကိုကတော့ဒီတောင်မုံပေါ်မှာဘာမှမဖြူတော့ဘောเนาะတကြားနုစီဘာမှမပြောသေးရအစိတ်လေးပဲကြိုက်တော့အစိတ်လေးပဲစားပါမယ်။ ကဲခုကတော့ coffee ဖြော်ဖို့အတွက်ရင်းနှီးတည်ပါမယ်ရင်းနှီးတည်ပြီးရင်ဆိုရင်တော့သစုံနှစ်ယောက်အတွက်အရင်ဖြော်ပေးမယ်ပေါ့နော်ကိုကတော့နောက်ဆုံးပိတ်ချီပေါ့နော်တို့ညောက်အရင်ဖြော်ပေးပါမယ်ဒီ Sunday coffee လေးကိုဖြော်ပါမယ်ကိုကတော့ဒီ Sunday မှာဆိုရင် coffee ပဲကြိုက်တယ်နော်လက်ဖက်ရည်ကျတော့အရန်ချိုမှချိုရေးရေးဖြစ်နေရမှာကြိုက်ဘူးပေါ့နော် အားကြောင့်ဒီ coffee လေးပဲတောက်ပါတယ် ကော်ဖီတောက်ပြီဆိုရင်တော့သူများတော့မသိဘူးကိုကတော့ဝင်သွားပါတယ်။ဒါကအကိုကတော့ကိုအလဲပေါ့နော်။ကိုကတော့ဒီအစားတောက်ဆိုရင်ကတော့မြင်မြန်စားရတာမကြိုက်ဘူးပေါ့နော်။ food plot တွေပါရရိုက်နေလို့တာမြင်မြန်စားပြီးမှရိုက်ရပေါ့နော်။ဘာလို့ဆိုအချိန်အရင်ကြာသွားမှဆိုလို့ပေါ့နော်။မြင်မြန်စားပြရပေါ့နော်။တကယ်တမ်းပုံမှန်အပြင်ပေါ်ရမှဆိုရင်ကတော့ပုံမှန်အေးအေးလူလူနဲ့ဒီအရတာကိုကောင်းကောင်းခံပါတော့ TV လေးကြည့်လိုက်နဲ့လက်ဖက်ရည်လေးတောက်လိုက်နဲ့စင်ခံပြီးတောက်ချင်တာပေါ့နော်။ လူကဒါဘာမဟုတ်တာပေါ့နော်ဘာပဲလှုပ်လှုပ်ဘာပဲဆက်စားပေါ့နော်စိန်ခတ်ပြီးမှလှုပ်ချင်တယ်အဲ့ဒါလည်းအချင်းတမျိုးပဲပေါ့နော်ကိုကတော့အခုဒီအချင်းတွေကိုပျောက်အောင်လို့ဒီချင်းနေရပေါ့နော်လူဆိုတော့လည်းအချင်းကိုလွယ်လွယ်နဲ့မပြောင်းနိုင်ဘူးပေါ့နော်အချိန်အများကြီးကျင်းယူရတယ်ကျင်းယူနေရင်တောင်မှအချင်းပြက်လာတယ်ပေါ့နော်တစ်ခါတည်းချိန်နဲ့ အခုကတော့အကျင့်မပြောင်းသေးဘူးပေါ့နော်မနေ့ဆိုရင်အစောကြီးမထားပါဘူးဟိုကိုရစိတ်ကူးထားတဲ့ပုံစံလေးကတော့မနေ့အစောကြီးထားမယ်လေ့ကျင့်ခန်းလုပ်မယ်လှုပ်ရှားရှာလုပ်မယ်ပေါ့နော်ပြီးတော့ထုံစံတိုင်းအရှင်မထုံစံတိုင်းပေါ့နော်ဈေးသွားမယ်ပြီးတော့ချက်ပြုတ်မယ်ဘလော့လေးပါလေးရိုက်မယ်ပေါ့နော်ပြီးတော့ကိုလှုပ်ရမယ့်အလုပ်ကိုစီရင်ပြုစုမယ်ပါညာပေါ့အမျိုးလေးတွေးထားတတ်ပြီမဲ့အခုတိစူးစမ်းနေရတော့ပေါ့နော်သူငယ်ချင်းတို့လည်းဘလို့လည်းမသိဘူးနော် ကဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်